အားလုံးပဲမင်္ဂလာပါဥပကျော်ဒူရီ YouTube Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေဗျာနော်အားလုံးပဲမင်္ဂလာရှိတဲ့ညနေခင်းလေးပါအားလုံးပဲကျွန်တော်ရဲ့ live show video လေးတွေကိုအမြဲတမ်းစောင့်မျှော်ကြည့်ရှုနေတဲ့ကိုကိုမားတွေကအခုမှတွေ့လို့မြင်လို့ဝင်ရောက်အားပေးတဲ့လူသစ်ကိုကိုမားတွေကအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေစိတ်တော်တိုင်းကိုပါလူရဆန္ဒလေးတွေတလုံးတော်ဝါးတွေပြည့်စုံကြပါစေလို့ကျွန်တော်ဥပကျော် တူရီ YouTube channel လေးရနေပြီးတော့ဥစားပထမဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်ဗျာเนาะအားလုံးပဲမင်္ဂလာရှိတဲ့ညနေခင်းလေးပါအားလုံးပဲကျွန်တော်တို့ကဲကျွန်တော်ရဲ့ကိုကိုမားတွေအားလုံးပဲနေ့တိုင်းစောတဲ့ကိုကိုမားတွေအားလုံးပေါ့เนาะကျွန်တော်ရဲ့အဖွဲ့ဝင်တွေကတော့အဖွဲ့အဖွဲ့ဝင်တနင်္လာနေ့ပါတယ်အဖွင့်ထားခဲ့ပြီးကျွန်တော်တို့ဒါရှေ့ဆက်ပြီးကျွန်တော်ရဲ့လက်ဆောင်စာတို့ပတ်ဒီမွေးကနန်းလေးနဲ့ပဲဆက်ပြီးတော့ကစားမှာပေါ့เนาะဒါပေမဲ့ကျွန်တော်တို့မနှက်ဖြတ်မှာမဖြစ်မနေအားလုံးပဲထိုးထားတဲ့နေ့ ်เนาะ၄လုံးအခွေရှိပါတယ်အလားလေးကိုကျွန်တော်ပြီးပြောမယ်အဲ့တော့အားလုံးပဲကျွန်တော်ရဲ့အခုဒီ live show profile လေးကိုကြီးနေကြတဲ့ကိုကိုမားတွေအားလုံးကဒူးဒီနဲ့သက်ဆိုင်တဲ့နေရာလေးတွေမှာ share လို့ရတဲ့နေရာလေးတွေမှာ share ပေးမယ်မျှဝေလို့ရတဲ့နေရာလေးတွေမှာမျှဝေပေးမယ် channel ကို subscribe မနှိပ်ရသေးတဲ့လူသေးကိုကိုမားတွေရှိရင် channel ကို subscribe လေးတွေနှိပ်ပြီးတော့มาကြည့်ပေးမယ်။ like လက်မလေးတယောက်တစ်ချက်စီနှိပ်ပြီးတော့အားပေးမယ်။ကဲဒါဆိုလို့ရှိရင်အားလုံးပဲကျွန်တော်တို့ ဗီဒီယိုဖိုင်လေးဖြစ်တဲ့အတွက်ကျွန်တော်တို့တနင်္လာနေ့အဖွင့်နေ့မှာညမနက်ညပေါ့နော်အဆင်မပြေခဲ့ဘူးဒါပြင်လည်းအင်္ဂါနေ့မနက်ညမှာကျွန်တော်တို့နှစ်ကြိမ်မှတစ်ကြိမ်ပေါက်မှဖြစ်မယ်ရမှဖြစ်မယ်ဆိုတဲ့ကိုကုမားကြီးအတွက်မနက်ဖက်မှာကျင်းစီပေါ့နော်ကျွန်တော်ပေါက်အကောင်းဆုံးကြိုးစားပေးမယ်အဲ့တော့အားလုံးပဲကျွန်တော်ရဲ့ live show ဗီဒီယိုလေးကိုဝင်လာပြီဆိုရင်လည်း live လက်မလေးတရားချက်စီနှိမ့်မယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့အားလုံးပဲဗီဒီယိုလေးဖြစ်တဲ့တဲ့ခဏလေးကိုစပြီးတော့သွားမယ်ကျွန်တော်၁၈ရက်6လ2020နဲ့ငါ စက္ကန့်လေးရဲ့6လ2020နဲ့9အင်္ဂါနေ့မနက်7:00နာရီတမီနှစ်အတွက်အကောင်းဆုံးဘိုင်ပတ်သီးတွေနဲ့ဒါဒီနေ့ကတော့ဒါကိုကိုမာရီဒီပတ်သီးလေးကိုမပြောခင်ပါတော့ဒီနေ့မှာကျွန်တော်တို့မနက်ပေးညနေထွက်ကလေးဖြစ်သွားတဲ့ပတ်သီးပေါ့နော်မနက်ပိုင်းညနေထွက်ဖြစ်သွားတယ်အဲ့တော့အားလုံးပဲမနက်ပိုင်းညနေထွက်ဖြစ်သွားတဲ့အတွက်ကျွန်တော်တို့ဘယ်လိုပဲဖြစ်ဒီပတ်သီးကို အဓိက main နေနဲ့ပြန်ကြိုက်မယ်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ site ကလည်းဒီအတိုင်းပဲပေးတာဖြစ်တဲ့အတွက်ကျွန်တော်ဒီပတ်သီးလေးကိုပဲပြန်ကြိုက်မယ်မကြိုက်မနှစ်သက်တဲ့ကိုကိုမာကြီးကြော်သွားလို့ရတယ်ကြိုက်နှစ်သက်တဲ့ကျွန်တော်ကိုယုံကြည်တယ်ကျွန်တော်ပေးတဲ့ကလန်းလေးတွေကိုပုံမှန် like စားနေရဆိုတော့ကိုကိုမာကြီးမနှက်ဖြန်အင်္ကာနေ့မှာမဖြစ်မနေကျွန်တော်ပြောတာလေးကိုသေချာလေးနားထောင်သေချာလေးကစားเนาะနှစ်ဈေးမှာတစ်ဈေးချင်းစီပေါအောင်အဲ့တော့18ရက်6လ2020နဲ့9 အင်္ဂါနေ့12နာရီတမီနှစ်အတွက်အကောင်းဆုံးဘိုင်ဘက်သီးအနေနဲ့ကျွန်တော်တို့เนาะအကောင်းဆုံးဘိုင်ဘက်သီးအနေနဲ့3ဘိုင်3ဘက်သီး8ဘိုင်8ဘက်သီးဖြစ်ပါတယ်เนาะ3ဘိုင်3ဘက်သီး8ဘိုင်8ဘက်သီးဖြစ်ပါတယ်38ဘက်သီးဖြစ်ပါတယ်เนาะ38ဘက်သီးဖြစ်ပါတယ်အဲ့တော့3နဲ့ပတ်သက်လို့ရှိရင်မေယောကဏ္ဍ၄ခွက်ရှိမယ်ရှင်းနဲ့ပတ်သက်ရင်မေယောလေးကဏ္ဍလေး၄ခွက်ရှိမယ်အဲ့တော့ သုံးပိုင်သုံးပတ်ဒီကိုတော့ကြိုက်တယ်မပတ်နိုင်ဘူးဆိုတော့ကိုကိုမာရီအတွက် main or လေးခွက်တစ်ခါတည်းလိုက်ပြီးတော့ပတ်ပြီးမယ်မနေ့ပြန်မှာ38ပတ်ဒီကတော့ဒါကိုကိုမာရီမဖြစ်မနေပတ်ပတ်ထားသင့်တယ်လို့ကျွန်တော်အကြံဉာဏ်ပေးခြင်းတယ်နော်ဒါကတော့အကြံဉာဏ်ပေးခြင်းတယ်မနေ့ပြန်မှာဒီ38ပတ်ဒီလေးကိုမဖြစ်မနေလေတရားဘုတ်တန်နိုင်တရားဘုတ်နှစ်ယောက်ဘုတ်တန်နိုင်နှစ်ယောက်ဘုတ်ပတ်ထားသင့်တယ်ဘာကြောင့်လဲဆိုရင်မာလွန်နဲ့ပတ်ဒီမလို့ဒါလေးကိုတော့ပြောမယ် ်ပြီးရင်ကျွန်တော်တို့3နဲ့ပတ်သက်လို့ရှင်အားလုံးပဲကျွန်တော်တို့35ရှိမယ်30ရှိမယ်เนาะ35ရှိမယ်30ရှိမယ်39ရှိမယ်32ရှိပါမယ်3နဲ့ပတ်သက်လို့ရှင်30 35 39 32ဖြစ်ပါတယ်အားလုံးပဲ30ရဲ့35ရဲ့39ရဲ့32ရဲ့ဖြစ်ပါတယ်ဒါဆိုလို့ရှိရင် ရှစ်ပိုင်းရှစ်ပတ်ဒီနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့80 85 89 82ဖြစ်ပါတယ်ရှစ်ပိုင်းရှစ်ပတ်ဒီနဲ့ပတ်သက်ရင်80 85 89 82เนาะရှင်းတဲ့ပတ်သက်ရင် main hall လေးခွက်နောက်ဆုံးမှာကျွန်တော်တို့ main hall တစ်ခွက်ကောင်း3နဲ့လည်းတစ်ခွက်ကောင်း6နဲ့လည်းတစ်ခွက်ကောင်းတစ်ခွက်ကောင်းမဲ့ထုတ်ပါမယ်မနေ့ဖြန်မှာဒါကိုတော့အားလုံးပဲမဖြစ်မနေထိုးရမယ် ်ပြီးရင်ကျွန်တော်တို့မနက်ဖြန်တနေကုန်မှာကျွန်တော်တို့ပေးထားတဲ့တပတ်စာ၄လုံးအခွေရတဲ့ကိုကိုမာတွေရပြီးသားဖြစ်မှာပါမရသေးတဲ့ကိုကိုမာတွေလည်းအခုလာရှိုးပြဖိုင်လေးကိုကြည်နေတခါလေးပဲမှတ်သွားပါမနက်ဖြန်အင်္ဂါနေ့တနေကုန်မှာကျွန်တော်ပေးထားတဲ့၄လုံးအခွေပူပအခွေစီလုံးဝအားကောင်းတဲ့အခွေဖြစ်ပါတယ်မနက်ဖြန်အင်္ဂါနေ့တနေကုန်မှာလုံးဝအားကောင်းတဲ့အခွေဖြစ်ပါတယ် အဲ့ဒီအခွေကြီးအားလုံးပဲ၃ညာ၁၂၃၄၄လုံးအခွေ အပူပါအခွေလေးဖြစ်ပါတယ်အဲ့ဒီ၄လုံးအခွေကြီးမနက်ဖြန်တနေကုန်မှာကိုကိုမားရိအနေနဲ့မဖြစ်မနေစောတဲ့အခွေဖြစ်ပါတယ်အဲ့တော့ဒီလိုက်ချိုးဗီဒီယိုဖိုင်လေးကိုကြည့်တဲ့အထဲမှာကျွန်တော်ရဲ့အခွေဝင်ကိုကိုမားရိပါရင်ဒီ၄လုံးအခွေလေးကိုလိုက်ကစားထားပါ ပြောခြင်းနဲ့၄လုံးအခွေလေးကိုလိုက်ကစားထားပါပြောခြင်းနဲ့ အခုကျွန်တော်နောက်ထပ်လက်ဆောင်ဇာရူပတ်စည်းတစ်လုံးထုတ်ပေးထားပါဗျ။အဲ့တော့လက်ဆောင်ဇာရူပတ်စည်းတစ်လုံးကို မရသေးဘူးဆိုတဲ့ကိုကိုမားတွေကို ကျွန်တော်ဒီညเนาะ၁၀နာရီမှာမစိတ်ကနေပြီးတော့အကုန်လုံးကိုရောက်အောင်ပို့ပေးမယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်လည်းတစ်ချိန်နဲ့တော့အကုန်လုံးကိုရောက်အောင်မပို့နိုင်ဘူးမစိတ်တွေကနောဆန့်နေပြီးပြတဲ့အခါကျတော့လေအဆင်မပြေဘူးအဲ့အတွက်ကြောင့်ကျွန်တော်တို့เนาะ ကျွန်တော်ဒီညမှာဇာလက်ဆောင်ဇာတို့ပတ်စီတလုံးထပ်ပြီးတော့ရောက်အောင်ပို့ပေးပါမယ်အားလုံးကိုပေါ့နော်တချို့တဝက်ကတော့ရောက်ပြီးတချို့တဝက်မရသေးတဲ့ကိုကိုမာတွေရှိတယ်ကျွန်တော်ရောက်အောင်ပို့မယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့အဖွဲ့ဝင်ဆောတဲ့ကိုကိုမာတွေလည်းနားလေပြီနေ့တိုင်းဆောတဲ့ကိုကိုမာတွေလည်းဒီလေးလုံးခွေကိုမနှက်ဖက်မှာတဏီကုံမှာမဖြစ်မနေလေလိုက်ကစားပါကိုတတ်နိုင်သလောက်လေးလိုက်ကစားပါဒါလေးပဲပြောချင်ပါတယ်ကဲပြီးရင်ကျွန်တော်တို့ ဲ့တော့18ရက်6လ2020နဲ့ငါအင်္ဂါနေ့12နာရီတမီနှစ်အတွက်3ပိုင်3ပတ်ဒီ8ပိုင်8ပတ်ဒီရပြီ3နဲ့ပတ်သက်တဲ့မင်းော်၄ခွက်ရပြီ8နဲ့ပတ်သက်တဲ့မင်းော်၄ခွက်ရပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့3နဲ့ပတ်သက်တဲ့မင်းော်တစ်ခွက်ကောင်းရင်8နဲ့ပတ်သက်တဲ့မင်းော်တစ်ခွက်ကောင်းရင်ဒါလေးကိုကျွန်တော်ပြောပါမယ်အဲ့တော့အဲ့ဒီမင်းော်တစ်ခွက်ကောင်းစီအားလုံးပဲကျွန်တော်တို့မနက်ဖြန်မှာ ပါဝါဖြစ်တဲ့38ဒီ တကွက်ကောင်းပါ3နဲ့ပတ်သက်ရင်38ရှင်းနဲ့ပတ်သက်လို့ရှင်83ဖြစ်ပါတယ်အားလုံးပဲမန်လေးမှာတရောက်မှကြမန်ပြီမယ်အားလုံးပဲကဲအဲ့တော့အားလုံးပဲကျွန်တော်ရဲ့ live show video ဖိုင်လေးကိုကြည့်နေကြတဲ့ကိုကိုမာရီအားလုံးပဲစိတ်ချမ်းသာခြင်းကိုရမ်းမခြင်းနဲ့ပြည့်စုံကြပါစေစိတ်တော်တိုင်းကိုပါလိုရဆန္ဒလေးဒီတလုံးတော့ဝင်ပြည့်စုံကြပါစေမနက်ဖက်မှာ tip break 381ကြီး tip break ဖြစ်တဲ့အတွက်38ဒီလုံးဝမင်းဟောတကွက်ကောင်း ဖြစ်ပါတယ်အကြိုက်တူရင် like ကစားထားမယ်အဆင်ပြေရင် like ကစားထားမယ်အားလုံးပဲဘိုင်းဘိုင်ပါနော်အားလုံးပဲဘိုင်းဘိုင်ပါ